ရှိဦးစွာဘုရားသခင်ကျေးဇူးတော်ကိုချီးမွမ်းပါရယ်အားလုံးမင်္ဂလာပါခင်ဗျဒီနေ့တော့ငွေရတတ်တော်သူဖြစ်ရင်ဆိုရက်ကောင်းစဉ်လေးနဲ့ခွန်အားပေးတော်မှာဖြစ်ပါရယ်တတိအခန်း6စာပိုက်၁၇နဲ့၁၇နဲ့၁၉ထိကိုအခြေခံမှာဖြစ်ပါရယ်ဒီစာပိုက်၁၇မှာဘယ်လိုတွေ့ရလဲဆိုတော့ဤဘဝ၌ငွေရတတ်တော်သူတို့သည် မမနာစိတ်နဲ့ကင်းလွတ်၍ မမြဲသောစည်းစိမ်ကိုမကိုးစားပဲငါတို့ခံစားဖို့ရာအလုံးစုံတို့ကိုကြွယ်ဝစွာပေးသနာတော်မူသောအသက်ရှင်တော်မူသောဘုရားသခင်ကိုးစားရမည်အကြောင်းဒီလိုပြောရတဲ့ရနော်အဲ့တော့ငွေရတတ်သောသူကိုသူကအဲ့ဒီငွေကိုမကိုးစားပဲနဲ့အဲ့ဒီငွေကိုပေးတဲ့အဲ့ဒီစည်းစိမ်ဥစ္စာတွေကိုပေးတဲ့ဘုရားသခင်ကိုးစားဖို့အတွက်မင်းတုံ့တင်ပါလို့ တို့ပြောချင်တာရှင်ပေါလုကတိမောသေကိုမှားနေတာဖြစ်တယ်ဆိုတော့ဒီနေရာမှာနော်ဖယားကပေးတယ်ဆိုတော့အဲ့ဒီငွေကဒီတုတ်တန်ချခန်း30 support 20နှစ်မှာတွေ့ရတဲ့ထာဝရဘုရား၏ကောင်းချီးမင်္ဂလာသည်စီးစိမ်ဖြစ်စေတိုက်ထိုစီးစိမ်နှင့်လေဝန်내ချင်းအကြောင်းကိုရောနှောတော်မှာမို့ဆိုရက်ကောင်းချီးမင်္ဂလာဖြစ်တယ်ဒါတိဖို့လိုတယ်เนาะ ငွေရတတ်တိုင်းလဲဘုရားသခင်စီကလာတာမဟုတ်ဘူးစာတန်ကလည်းလူတွေကိုချမ်းသာကြွယ်ဝအောင်လုပ်နိုင်တယ်တမန်တော်ဝတ္ထုဖတ်မယ်ဆိုရင်လဲနတ်တွေကလည်းသူတို့ကိုကိုးကွယ်တဲ့လူတွေကိုနော်စီးပွားတိုးတက်အောင်ချမ်းသာကြွယ်ဝအောင်လုပ်ပေးတယ်ဆိုတာတွေ့ရတယ်ဒါကိုနှစ်ပိုင်းပေါ့ချမ်းသာတိုင်းကောင်းကြီးမဟုတ်ဘူးဆိုတော့နားလဲစကြအဖះပေးတဲ့ကောင်းကြီးကြတော့တော့စီးစိမ်ကိုဖြစ်စေတတ်တယ်ဒါပေမဲ့ အဲ့ဒီစီးသိမ်ဥစ္စာနဲ့အဲ့ဒီကောင်းကြီးမင်္ဂလာနဲ့ကဝန်းနေချင်းအကြောင်းမရောနှောဘူးလို့ပြောတယ်ဒါနော်ဒီငွေရက်တက်တော့သူကဝန်းနေချင်းအကြောင်းရောနှောချင်းမရှိတဲ့ဘုရားသခင်ရဲ့ကောင်းကြီးမင်္ဂလာဖြစ်တယ်လို့ဒီလိုပြောရမှာဖြစ်တယ်အဲ့တော့ဒီနေရာမှာသိဖို့ကဒီလိုကောင်းကြီးမင်္ဂလာဘုရားသခင်ဆရာရပြီတော့မှစီးစဉ်ဥစ္စာနဲ့ကြွယ်ဝနေပြီဆိုရင်ချမ်းသာကြွယ်ဝတယ်ပေါ့အဲ့ဒါဆိုရင်ယေရှုကိုယ်တိုင်ကဒီဘယ်မှာလဲဆိုလုကာခန်း၁၁ မှဘာပြောလဲဆိုတော့တထိတယောက်ကငွေရက်တက်တယ်နော်အဲ့တထိငွေရက်တက်တဲ့ခါကျတော့သူကဟိုတသက်လုံးစမကုံတောက်မကောအောင်သူကစီးစိမ်ဥစ္စာစီးဘူးမယ်သူတို့ကြံစီတယ်အဖေကမေးတယ်မင်းကဲဟုတ်ပါပြီမင်းအဲ့လိုကြံတာတော့ဟုတ်ပါပြီတဲ့မင်းအသက်ဝိညာဉ်ငါရုပ်လိုက်မယ်ဆိုရင်တော့မင်းစီးစိမ်ကဘယ်သူသုံးပါလဲတဲ့မင်းသုံးလို့ရသေးလား မေးတယ်နော်အဲ့တော့အတိုင်းမဲဒီနေ့တိဖို့ကနော်ကျွန်တော်တို့ဖရဲကောင်းကြီးမင်္ဂလာငွေရက်တက်တယ်ဆိုရင်တော့ဟောနော်ကျွန်တော်တို့ကအိုးကျွန်တော်တို့မရှိတော့နောက်ပိုင်းမှာကျွန်တော်တားစီ music ဘလို့ဟာလာဟိုသူတို့ခံစားဖို့ဆိုတော့စဉ်းစားတတ်တယ်ပေါ့စဉ်းစားတတ်တယ်အဲဒါလည်းကောင်းပါတယ်တုတ်တန်ကြမ်းထဲမှာတူတော်ကောင်းကားတဲ့တားသမီးအမွေပေးတတ်တယ်လို့ပြောတာပေါ့နော်ဒါပေမဲ့တချို့နေရာမှာကျတော့ဓမ္မသစ်ကျမ်းမှာကျတော့ ခရစ်တော်အတွက်ကြောင့်လူမိုက်ဆိုတာရှိတယ်။သူကတော့ဘာမှသားသမီးတွေအတွက်သိချင်ထားတာမရှိဘူး။သားသမီးတွေကိုဘုရားသခင်ဆက်ပြီးကောင်းချီးပေးတော်မှာပဲ။ဒီသဘောတွေတွေ့ရတယ်။ဒါကြောင့်တိဖို့ကဟာလားဒီလိုကျွန်တော်စည်းတဲ့ဥစ္စာကိုမကိုးစားဘဲနဲ့အဲ့ဒီစည်းတဲ့ဥစ္စာကိုပေးတဲ့ဘုရားသခင်ကိုးစားပါတဲ့။ငိုရက်တက်တော့သူဟာ။ဟုတ်နော်။ဘုရားခင်ကိုမဆက်ကိုးစားဘူး။ ဒီနေ့စဉ်းစားကြည့်လိုက်လေခမရတို့ဟိုမြင်းကလင်ဘေးတွေစစ်ဘေးတွေနော်အခုအီရန်တို့အစ္စရေးတို့ယူကရိန်းတို့ကြည့်လိုက်နော်ရေဘေးတွေသဘောဘေးတွေစစ်စိမ်ဥစ္စာကိုကိုးစားလို့တော့နော်လူမြင်မှာတော့ဟုတ်တယ်လို့လို့ရှိပေမဲ့တကယ်တကယ်ကိုးစားလို့မရပါဘူးပတ်စံဘလောက်ပဲရှိရှိဝေစာမရှိတဲ့ခါရှိတယ် နော်အခိုင်ခန့်ဆုံးတိုက်တွေတားတွေစောက်လဲမလုံခြုံတဲ့အခါတွေရှိပါတယ်။ဒါရိုက်မှာပဲကိုတားစင်မျိုးဆက်အတွက်တိုးထားပြီးတော့မှ အမွေအမြဲပေးခဲ့မယ်လို့ပြောပေမဲ့အဲ့ဒါဟာနော်မှန်ကန်တဲ့ဆုံးဖြတ်ချက်မဟုတ်ပါဘူး။မဟုတ်လဲဆိုတော့အဲ့ဒီကိုးစားခြင်းကနော်အမင်္ဂလာမဖြစ်ဘူး။အမင်္ဂလာပဲဖြစ်စေတယ်။ထာဝရဘုရားကိုနော်မကိုးစားဘဲနဲ့ပါလဲစိတ်နှလုံးထဲကနေထာဝရဘုရားထွက်သွားတော်သူ။ ချိန်အပ်တော့သူလို့ပြောတယ်နော်အဲ့တော့ကျွန်တော်တို့ကဘုရားမကူစားပဲစီးစိမ်ဥစ္စာသွားကူစားရင်တော့အဲ့ဒါအမင်္ဂလာဖြစ်တတ်ပါတယ်ဒါစီမီးစက်တွေဘလောက်ပဲစဉ်းစားပြီးထားခဲ့ထားခဲ့အမင်္ဂလာဖြစ်တတ်တယ်ဆိုတော့မမေ့ဘူးပြောချင်တယ်နော်ထားတော့ဘုရားပဲစက်ကူစားဖို့ဖြစ်တယ်အာဗျံကြီးဆိုလဲနော်သူ့ရဲ့အိဇက်တို့ရာကုတ်တို့နဲ့သူ့အဲဲမှာတူနေတယ်အာဗျံလို့ကောင်းချီးမင်္ဂလာခံရတဲ့အာဗျံပဲရှိတယ် တော့ရင်သူ့ရဲ့ကောင်းချီးမင်္ဂလာမကိုးစားဘူးဖယောက်ပဲကိုးစားပဲကောင်းကင်ဘုံအတွက်ပဲသူစဉ်းစားပြီးတော့ဒီလောကမှာနေတယ်သူလိုပြောတာတွေ့ရတယ်ဟောဒါဟိဗေဩရစာခန်းစတိစာပိုက်ကိုးနဲ့30လောက်ဖိုင်တွေ့ရတယ်ဟောနောက်တစ်ခုကတော့စာပိုက်78ပေါ့အဲ့တော့ငိုရက်တက်တော့သူကဘာလုပ်ဖို့လိုလဲဆိုတော့စာပိုက်78မှာသူတပါအာကျေးဇူးပြုခြင်းကောင်းသောအကျင့်နဲ့ကြေဝပြည့်စုံခြင်း စွန့်ကျဲခြင်းသောစေရနာစေရှိခြင်းအချင်းဆက်ဆံခြင်းရှိဖို့ပညာခိုင်းတယ်နော်ငွေရတတ်တော်သူရတဝင်ကပါလေသူတဘာကိုကြီးစုပြရမယ်တဲ့ကိုယ့်ကိုရှောက်ရှောက်တယောက်တည်းမတုံးအောင်နော်ပြီးရင်လဲကောင်းတော့ခြင်း၌ကျွဲဝပြည့်စုံခြင်းဟိုဆင်းရဲသားတွေကိုပြစ်ကြတတ်တော့ပြောချင်တာခြုံပြီးပြောမှဆိုတော့စွန့်ကျဲခြင်းသောစေရနာစေရှိခြင်းအချင်းချင်းဆက်ဆံခြင်းပြရမယ် ငွေရတတ်တော့သူကသူလိုပြောတယ်အဲ့တော့ယောမခန်းစနစ်စာပတ်ရှိမှလဲစွန့်ကျဲဝေငှတော့သူဒီလက်လူတော့စိတ်နဲ့ဝေငှစေမဆတနာချင်းအမှုကိုပြုတ်တော့သူဒီစေရနာစိတ်နဲ့ပြုတ်စေနော်အဲ့တော့အကျိုးကိုမမျော်လင့်ပဲနဲ့နော်သူတပားကိုငွေရတတ်တော့သူဖြင့်သူတပားကိုပေးကမ်းစွန့်ကျဲဖို့သူတို့ပြောချင်တာကျေးဇူးပြုတ်ဖို့စေရနာနဲ့လုပ်ဖို့သူတို့ပြောပါတယ် เนาะဒါမေဆွေတင်ဟာငိုရက်ထတော်သူဘုရားသခင်စီအဲ့လိုကောင်းကြီးရှိရင်ဒါစုကြည့်သူတစ်ပါးဖြစ်တယ်။နော်လူတိုင်းကျွန်တော်မတူပါဘူး။တခါလေမှငိုရက်ထတဲ့သူကအမှုတော်ဆောင်ဆိုကြပါစို့။နော်အဲ့တော့လူတိုင်းကိုငိုရက်တယ်မယ်လို့မဆိုလိုဘူး။ကျန်းစာလာခဲ့ငိုရက်တဲ့တော်သူရှိရင်လို့ပြောတာလူတိုင်းမဟုတ်ဘူးသူစုကြည့်စုံတဲ့သူလာတာ။အဲ့တော့ကိုယ်ငိုရက်တဲ့တော်သူဖြစ်လို့ ငွေရတဲ့ချမ်းသာကြွယ်ဝတဲ့ခါမှာသူစပားငွေမရတဲ့တိုင်အဲ့ဒါကိုဖယားနိုင်မမှန်ဘူးလို့ပြောရင်အချမ်းသာနားမလဲရရောက်တယ်။နော်အဲ့လိုမပြောရဘူးနော်သူစုချင်းစုလာတာသူတို့တွေ့ရမှာဖြစ်တယ်ပေါ့နော်။ပြီးရင်စာပိုက်16မှာပါပြောလဲမှန်တော့အသက်ကိုဝန်စားလို့တော့ငါနောင်ဘဝ၌ကောင်းသောဘာနာကိုမမြင်ဖို့စီးဘူးချင်းတို့ကို ပြုရမည်အကြောင်းပြညတ်ထားလို့သူတို့ပြောပါတယ်နော်။ တင်မောတေကိုရှင်ပေါ်လို့အမှန်နေငွေရတ်တတ်တော်သူတို့အဲ့လိုပြညတ်ပါဆိုတော့အမှန်တော့အတက်ကိုဝန်စားလို့တော့ငါနောင်ဘောနဲ့ကောင်းတော်ပါနာကိုမိမိဖို့စီးဖို့ချင်းကိုပြုတ်ရမိအကြောင်းဒီဘွားတွက်ပဲဒီငွေကိုကိုးစားပြီးမတုံးနဲ့ဖယားသခင်ကိုပဲဆက်ကိုးစားနော်ကိုဘွားတွက်ကဖယားကိုပဲဆက်ကိုးစားငွေမကိုးစားနဲ့အဲ့တော့ဆရာကိုဖယားဆက်ကိုးစားရင်ဘာလုပ်ရမလဲဟာလားဖယားသခင်ခိုင်းတာကိုလုပ်ဖို့ နော်ကောင်းကင်ဘာနောက်ရှာပါလို့ပြောချင်တာကောင်းကင်ပုံမှာနော်ဘာနောက်စီးဘူးပြောတာဒီလောက်ကတော့အကုန်ရှော့မတုံးနဲ့ဒါလို့ပြောချင်တာအဲ့တော့ဘုရားခင်ကတင့်ကိုငွေကြီးအပ်တယ်ဆိုတော့အဲ့အတွက်အဓိကရွေချက်နော်ခုနအထက်ကတိုင်းသုံးရင်လဲဘုရားကိုးစားမယ်ဆိုလဲကောင်းကင်ဘာနာစီးဘူးမှာပဲပြင်လဲခုနစွန်ချဲပေကန်တဲ့ဆိုလဲဒါကောင်းကင်ဘာနာစီးဘူးချင်းပဲဒီနေရာမှာတော့အထူးပြုပြီးပြောချင်တာကတော့ဘာစပိုက်စကိုးမှာကြတော့သူကအေဝံဂေလိလုပ်ငန်းအတွက်သုံးဖို့ပြောချင်တာဖြစ်တယ် နော်အဲ့တော့နော်နောင်ဘွားအတွက်စဉ်းစားပြီးတော့စီစဉ်ဥစ္စာတုံးခိုင်းတာနော်ဖိလိပ္ပိခန်းတုံးဆပိုက်20မှာလဲငါတို့ကျင့်တော့အကျင့်မူကကောင်းကင်ဘုံနဲ့ဆိုင်ကြဤဟိုအပေါ်ဆပိုက်မှာတော့လူရရပတ်စံတက်မဲ့ပြီးလောကီအရာပဲဆွဲလန်းနေကြတယ်ငါတို့ကတော့အဲ့လိုမဟုတ်ဘူးကောင်းကင်နဲ့ဆိုင်တယ်ငါတို့ကျင့်နေချင်းကလောကီအတွက်နဲ့ငါတို့အလုတ်လုံနေရမဟုတ်ဘူးတဲ့ဒီလိုပြောတာတွေ့ရတယ်နော် အဲ့တော့လုကာခန်း16စာပိုက်9မှာလဲတဖန်ငါဆိုဒီကတင်းတို့ဒီစုတိတော့ကအစင်အမြဲတည်သောဗိမ္မာန်၌တင်းတို့ကိုလက်ခံလက်တန့်သောအစရိရှိစေခြင်းကမမြဲသောလောကီစည်းစိမ်တုံးဆောင်ကြလောဖခင်လောစီစည်းစိမ်ကိုကျွန်တော်အပ်တယ်ဆိုရကဘာအတွက်လဲနော်လူတွေအေဝံဂေလိတင်းကြားပြီးတော့မှ ကောင်းကင်ဘုံကိုရောက်ဖို့ဖြစ်ပါတယ်အဲ့အတွက်တော့ရင်ကိုလည်းကောင်းကင်ဘုံရောက်ရင် မျက်နှာตาရမယ်ဒါလို့ပြောချင်တာနော်ဖိလိပ္ပိခန်းလေးစာပွဲ19မှာဆိုရင်တော့ဗာပြောလဲငါ့ဘုရားသခင်ဒီဘုံအာနုဘော်တော်၌စံပယ်တော်မူသောစီစဉ်ရှိသည့်အတိုင်းသင်တို့အလိုရှိသမျှတို့ကိုယေရှုခရစ်တော်အဖင်ပြည့်စုံစေတော်မူလိမ့်မည်ပြောတာတွေ့ရတယ်အဲ့ဒါဘသူပြောလဲဆိုတော့ခုနပြောတဲ့ဒီနော်မှန်တော့ဟလာ အသက်ကိုဝင်စားလို့တော့ငါနောင်ဘွား၌ကောင်းသောဘာနာကိုမိမိကိုစီးဘူးတယ်ဆိုတာအေဝံဂေလိအလုံးငွေမှာပါဝင်တဲ့သူတွေနော်ကိုစွန်းကျွန်တော်တို့နော်အေဝံဂေလိဒါ28 29ဆိုရင်ကျွန်တော်တို့မြို့တစ်မြို့မှာအေဝံဂေလိတဏ္ဍာလုပ်ဖို့ရှိတယ်အဲ့တော့အဲ့လိုပြောလို့ဂျုံလို့ပြောတာနော်အလှခံတာတော့မဟုတ်ဘူးနော်အဲ့တော့ကျွန်တော်နေတဲ့မြို့ကနေတွားရင်မိုင်30ပဲဝေးတယ် ဒါပေမဲ့အဲ့မှာလမ်းခင်းများပိတ်ဆို့ထားတဲ့အတွက်ကျွန်တော်ဟိုကိုိတ်ပတ်ပြီးသွားမယ်ဟာဘယ်နှမြုတ်တမြုတ်ပဲခြားတာသွားရင်အခုတော့ဘယ်နှမြုတ်ဆိုတော့တမြုတ်နှမြုတ်သုံးမြုတ်၄မြုတ်၅မြုတ်၆မြုတ်ကိုကြော်ပြီးသွားရမယ်နော်အဲ့တော့မိုင်ပေါင်း150ကြော်သွားရမယ်အတော့ပြန်ဆိုမိုင်300နော်နှစ်ညအေးလောက်အဲ့လိုအေးဝန်ကလေးကျွန်တော်လုံနိုင်တာကလည်းပါလေခုနလိုနော်ဖရဲသခင်ဘာဆက်ကိုးစားတယ်ကိုယ့်ရဲ့ ငွေရထွက်တဲ့သူတွေကနော်အလှငွေနဲ့ကျွန်တော်တယောက်တည်းလည်းမလုပ်နိုင်ဘူးကျွန်တော်ရဲ့ငွေရထွက်သောသူမဟုတ်ဘူးအဲ့တော့ငွေရထွက်သောသူတွေကပါဝင်နေသောကြောင့်ကျွန်တော်တို့ကမြေပြင်မှာလုပ်နိုင်တာမျိုးဖြစ်တယ်နော်ဒါလို့ရှိတယ်အဲ့တော့အဲ့ဒါသူ့ရဲ့အကျိုးကျေးဇူးကများစွာ ကောင်းကင်ပေါ်မှာလည်းကြီးစွာသောအကျိုးကျေးဇူးရှိတယ်နော်မြေကြီးပေါ်မှာလည်းပါလေယေရှုခရစ်တော်အဖင်အလိုရှိသမျှကိုတဲ့ ပေးမယ်ပြည့်စုံစေမယ်လို့ပြောပါတယ်ခင်ဗျဒါကြောင့်တော့ပါပြီတင်းဟာငွေရတတ်သောသူဖြစ်တယ်မှန်ရင်တော့ဖြစ်တယ်မှန်ရင်တော့အခုဒီနှုတ်ကပတ်တော်အတိုင်းပဲနော်အခြေပြုချမ်းကတော့တိမောသေဩရစာပထမဆောင်အခန်း6စာပိုက်16ခန်းနဲ့19ဒီဖြစ်ပါတယ်ဒီတိုင်းမှာလက်တွေ့လောက်ဆောင်ပါဒါဆိုရင်တော့တင့်ပေါ်မှာဘုရားခင်ထားတဲ့ တဲ့ကိုငွေရတတ်တော်သူဖြစ်အောင်ကောင်းချီးပေးတဲ့ဘုရားသခင်ရည်ရချက်အတင့်ပေါ်ပြည့်စုံလိုက်မယ်။တင်းအဖြစ်လည်းများစွာသူတို့ဟာကောင်းချီးဖြစ်လိမ့်မယ်လို့ခွားပေးနဲ့နေကုန်းချုပ်ပါရယ်။ဘုရားသခင်နဲ့တင်းတို့အလုံးကောင်းချီးပေးပါစေတော့။အာမင်။